အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့ဆုမွန်ကော တောင်းပေးလိုက်ပါတယ်။အဲဒီနေ့ရဲ့ဒါကျွန်တော်မြန်မာစန်ဒိုဂျင်6နိုင်တို့ရဲ့အစောဆုံးပွဲစဉ်မှာတော့ဒါကျွန်တော်လီယူနိုက်တက်ကတော့တန်ဟော့စပယ်အသင်းကိုတွေ့ဆုံမှာဖြစ်ပါတယ်။လီယူနိုက်တက်ရဲ့အိမ်ခွင်းအယ်လန်ရုတ်မှာတော့ကျွန်တော်လက်ရှိမှာတော့တန်ဟော့စပယ်အသင်းနဲ့တွေ့ဆုံရမှာဖြစ်တဲ့ကြောင့်ဒါတော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။အဲ့တော့စပါအသင်းကလက်ရှိမှာဒါကျွန်တော်တို့ international break မတိုင်ခင်မှာဒါကျွန်တော်တို့တိုတေအလုံးကိုးပွဲဆက် လုံးဝနိုင်ဝဲမရခဲ့ဘူးပြောချင်တာဒါကြောင့် international break ကိုချိန်ကြတာ and poster conclude တက်တဲ့ကအခုချိန်ထိဒါကြောင့် thomas brand letter ထိပေါ့နော်ဒါကျွန်တော် international break ဒါကန်ကန်ဒီတပွဲအလိုဆိုရင်စပါတင်နေတာကျွန်တော်တော်တော်လေးကိုတိုင်ပတ်လေးရှိတယ်အဲ့တော့ဒီနေ့မှာပူတောင်ဆိုးတည်တယ်စပါတင်ပြိတ္တတွေတော်တော်လေးကိုကြောက်နေတာကျွန်တော်ညပေါ့ကျွန်တော်တို့ကမြန်မာစံတော်ချင်း 6နာရီပွဲစဉ်ဒါလက်ရှိကြာကျွန်တော်တော်တောင်ဟော့စပစ်အသင်းအနေနဲ့ဒါအဝေးခွင်းအယ်လန်ရုတ်မှာသွားကံရမယ်တော်တော်လေးကိုခက်ခက်ခဲခဲကံရမယ်သဘောမှရှိတယ်လီယူနိုက်တက်လက်ရှိဖော်မကဒါကျွန်တော်တို့တော်တော်လေးကိုဒါအနိုင်မြင့်တက်ကြများနေခဲ့မယ်မဆိုးဘူးလို့ပြောလို့အတက်တက်လာတဲ့အသင်းသင်းအနေနဲ့သိပ်ပြီးလာတဲ့ဆိုးတော့မဆိုးဘူးလို့ပြောအဲ့တော့သူများတွေဒါကံကောင်းမကောင်းတော့မသိဘူးနော်ဒါကျွန်တော်တို့ကိုတီဗ်တို့ဒါကျွန်တော်ကတီဗ်တို့ကလက်ရှိမှာတော်တော်လေးကိုအချိန်ကြီးရခေကတိုက်ကြရနိုင်ခဲ့တယ်အဲ့ကျွန်တော်လက်ရှိဒါအစီအစဉ်ကကျွန်တော်အခုလက်ရှိရောက်နေတဲ့လီယူနိုက်တက်ပေါ့နော်အဲ့ဒါကျွန်တော်လီယူနိုက်တက်ပေါ့လီလီမျိုးကိုကျွန်တော်ရောက်နေပြီဖြစ်တယ်လီမျိုး ညို့လို့ပြောတိမျိုးကိုကျွန်တော်ရောက်နေပြီအဲ့တော့ကျွန်တော်ပလန်ကတော့ကျွန်တော်ခီးသွားတယ်ဗောနော်ကျွန်တော်ဒါအတီနဲ့ကျွန်တော်ဒါခီးသွားတဲ့အချိန်မှာကျွန်တော်ခီးသွားပြီးအာတူနဲ့တူလေရင်စီးပြန်မယ်လေရင်စီးပြန်ပြီးရင်ဒါကျွန်တော်အိမ်မှာခဏနားမယ်ဒါပြီးရင်တော့မနေ့6နိုင်ခွဲ9နိုင်လောက်ထထားပြီးဒါကျွန်တော်ယထာစီးပြီးဒါကျွန်တော်10နိုင်ခွဲလောက်ဒီရောက်ပြီးဒါကျွန်တော်တို့ဘောလုံးမွဲဆက်ကြည့်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်လုပ်ဖို့စီစဉ်ထားခဲ့တယ် ဒါပေမဲ့လက်ရှိမှာတော့အဲ့လိုပုံစံတော့ကျွန်တော်တို့မဖြစ်လာခဲ့ဘူးဆိုတော့ကျွန်တော်တို့ကသွားမယ်ဒါကျွန်တော်တို့ခီးစဉ်ရဲ့လီငါဒါကျွန်တော်တို့ဖွဲသားလက်ရှိမှာဝဲသားတော်တော်လေးကိုဒါအဲ့ပေါ့လက်ရှိလီယူနိုက်တက်နဲ့ပတ်သက်ပြီးဒါပြီးရင်လည်းပြောသွားတော့ဘောလုံးနဲ့မဆိုင်ဘူးပြောပါဆိုတော့ဝဲသားကဆိုးတယ်အဓိကကတော့ကျွန်တော်မိုးရွာတာမဟုတ်လီပြင်းတယ်အခုလက်ရှိဒါကျွန်တော်လီပြင်းလို့နဲ့ကျွန်တော်ဒါကျွန်တော်တို့ flight cancel ဖြစ်သွားတယ်သူနဲ့ကျွန်တော်နဲ့ဒါလမ်းခွဲသွားကျွန်တော်ဒါ border ကသူကလန်ဒန်ပြန်မယ်ကျွန်တော်ကလီယူနိုက်တက်ကိုလီမျိုးတစ်ခါတည်းပဲငါသာရမယ်ဆိုကျွန်တော်ဒါယထာစီကိုယထာစီပြီးလာခဲ့တယ်အဲ့တော့ယထာစီပြီးလာခဲ့မှဆိုတော့လီမျိုးမှဒါကျွန်တော်အခုလက်ရှိမှာညအိပ်ရတယ်အဲ့တော့ လီမြို့လဲရောက်ကောဒါကျွန်တော်အနေနဲ့ဘာလို့ flight cancel လဲတော်တော်လေးကိုနားလေသွားတာတွေ့ရမယ်။ဒါကျွန်တော်အနေနဲ့မတည့်ရက်နေတဲ့ဥစားကူတော့မတည့်ကျွန်တော်လူခန္ဓာကိုမျိုးတော့လေးတိုက်ရင်လဲနိုင်တဲ့လီမြို့ကိုကျွန်တော်တွေ့ခဲ့ရတယ်။အဲ့တော့မနေ့ပြန်ပွဲကတော့ဒါကျွန်တော်လက်ရှိမှာမိုးရလုံးဝဒါကျွန်တော်လက်ရှိကျွန်တော်ပြောနေချိန်မှာမရောဘူး။ဒါပေမဲ့လေကတော့တော်တော်လေးကိုကျန်တယ်။ကျွန်တော်ဒါလန်ဒန်အင်္ဂလန်မြို့ကိုတောက်လျှောက်လာခဲ့တဲ့တောက်လျှောက်မှာဒါလက်ရှိအနေထားရတာကျွန်တော်တို့တော်တော်လေးကိုလေးအကျန်းဆုံးဒါကျွန်တော်တို့အခြေအနေတစ်ခုကျွန်တော်ကြုံခဲ့တယ်ပေါ့။အဲ့တော့ဒီအခြေအနေကြကျွန်တော်လက်ရှိမှာဒါဘလောက်ထိဘယုတ်ဒုက္ခနိုင်ပြီးတော့တော်တော်လေးကိုကြည့်ရမယ်။လီယူနိုက်တက် တက်ကကော်နာကန်လိုက်တခါတည်းဂိုးသွားတယ်ဆိုတဲ့ပုံစံမျိုးကြီးလေကျွန်တော်တွေ့ရမှာတော်တန်ဟော့စပါတဲ့ဒီလေကူပဲခွင့်ကောင်းယူသွားနိုင်မယ်အဲ့တော့ဒါအဲလန်ရုတ်မတိုင်ခင်တော့လက်ရှိမှာမိုးရွာဘူးတဲ့ရာခိုင်နှုန်းများတဲ့အဓိကပြဿနာကမိုးရွာတာပြဿနာမဟုတ်ဘူးဗျလေအားပြဿနာဖြစ်တယ်အဲ့တော့ဒါကိုအနေနဲ့ကျွန်တော်တို့ ကျွန်တော်ဒီရောက်ကလေးအခုချိန်ထိဒါကျွန်တော်တို့အေးပေါ်ရှုံးပွဲမရှိတဲ့စံချိန်တစ်ခုကိုဒါကျွန်တော်အနေနဲ့ကျွန်တော်ကိုယ်တိုင်မဲ့ရိုက်ချိုးသွားနိုင်မှာကျွန်တော်တော့ကြည့်ရမယ်ဒီမှာပါအဲ့တော့လီးလိုက်တဲ့ဘောဆိုမှကျွန်တော်ဒါကျွန်တော်လက်ရှိမှာလီမျိုးမှာညအိတ်လိုက်အမှတ်တရပါဗျာလီလီမျိုးမှာကျွန်တော်ဒါတောင်းတောင်းကျွန်တော်ညမအိတ်ဖူးဒါဟိုတစ်ခေါက်ကဒါကျွန်တော်ကွင်းပရီးမီယာလီဂ်ကွင်းတွေကိုသွားမယ်ဆိုတဲ့အချိန်မှာမှကျွန်တော်ဒါလီမျိုးမှာရင်ကျွန်တော်ဘန်လီမှာပဲအိတ်ခဲ့တာဘန်လီနဲ့လီနဲ့ကအဲ့လိုကြီးမဝေးဘူးအဲ့လီမျိုးကဒါကျွန်တော်ခုလက်ရှိမှာထူးဆန်းအိတ်ဖူးတယ်ဒါပေမဲ့လီမျိုးကဒီနေ့ဒါကျွန်တော်ကြည့်တဲ့အချိန်မှာတော်တော်လေးမဆိုးဘူးပေါ့နော်ဒါကျွန်တော်မျိုးဆန်နဲ့မျိုးတစ်မျိုးလို့ပြောလို့ရတယ်ဒါသူများသိကျွန်တော်ပထမလီဂ်ကိုကျွန်တော်ကွင်းနာ လန်ရုပ်နာပဲပတ်ပြီးပြန်သွားခဲ့တဲ့အတွက်ကြောင့်မို့အဲ့တော့ league ကိုကျွန်တော်နည်းနည်းလေးတောဆန်တယ်လို့ထင်တယ်ဒါပေမဲ့ league မှာတော့အခုလက်ရှိမှာကျွန်တော်လီလီလီမသိရင်စဉ်းစားတယ်ပဲဒီမျိုးကလက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်ဒါကျွန်တော်တို့တော်တော်လေးကို အဲ okay လေလို့ပြောလို့ရမယ့်ခြေအနေရှိတယ်ဒါပေမဲ့ lead ပွဲစဉ်ကိုကျွန်တော်ဒါသူတို့ရဲ့ queen နဲ့မှာကျွန်တော် allen road မှာကျွန်တော်ကြည့်ဘူးတဲ့ကိုချဲရဲ့ဂျေဇူးနဲ့တူကျွန်တော်ဒါ lead ရဲ့အိမ်ခွင့်မှာဒါကျွန်တော် arsenal ပွဲစဉ်ကြည့်ခဲ့အဲ့ဒီဘုံကတော့ arsenal သင်က lead united ကိုအနိုင်ရရှိသွားခဲ့တာကိုမြင်ရမယ်အဲ့လက်ရှိမှာဒါကျွန်တော်မြို့ကန်မြေမြေနောက်သတင်းဖြစ်တယ်ဒါကျွန်တော်ရဲ့သတင်းဖြစ်တယ်ဒီက tottenham hotspur ရဲ့ဒါကျွန်တော်တို့ away queen ပုံစံမျိုးကျွန်တော်ထပ်ပြီးတွေးရမယ့်တဲ့မှာပါတယ်အဲ့လက်ရှိကျွန်တော်နောက်ဆုံးဒါကျွန်တော် update သတင်းတွေရဒါကျွန်တော်တို့ ပြောခဲ့ပြီးပြီဆိုတော့လက်ရှိမှာ Lee United နဲ့ Tottenham Hotspur ကြောင်းပြောအောင် Tottenham Hotspur တင်တဲ့ခုလက်ရှိမှာနောက်ဆုံးပြိုင်ပွဲစုံအနေနဲ့မှာဒါကျွန်တော်တို့နောက်ဆုံး၅ပွဲမှာလုံးဝရှုံးမဲမရှိဘူး Tommy Frank เนี่ยသူကင်တွယ်ခဲ့ပြီးနောက်ပိုင်းမှာ competitive ပွဲတွေမှာဒါ PSG ပွဲနဲ့ဘုံမပွဲစဉ်ကလွေးနော် Tottenham Hotspur အသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုမဆိုးတဲ့ဒါကျွန်တော်တို့ခြေစွမ်းကိုပိုင်ဆိုင်ထားတာကိုတွေ့ရမယ်လက်ရှိမှာဒါကျွန်တော်ဘူဒူရဲ့ကလင်းကိုလည်းနောက်ကနေနောက်ဆုံးကြေးနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာပြန်လိုက်ပြီးဒါလုံးနိုင်ခဲ့လို့ဒါ Hoof နဲ့ပွဲစုံမှာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ရဲ့အတွင်းကိုနဲ့တူတူပြန်လိုက်နိုင်ခဲ့တာတွေ့ရမယ်အဲ့တော့ Tottenham Hotspur ရဲ့လက်ရှိမှာ Premier League ့နောက်ဆုံးနှစ်ပွဲမှာနောက်ဆုံးမိနစ်တွင်ကိုရီဒူရီတာကျွန်တော်တို့နောက်ကပြန်လိုက်နေတာကိုတွေ့ခဲ့ပြီးတော့ဒါနောက်ကနေပြန်လိုက်ကကစားခဲ့တာတွေ့မှာ Brighton နဲ့ပွဲစံမှာထားပါဒါ Wolves နဲ့ပွဲစံမှာဒီတိုင်းပဲအဲ့တော့ဒါ Brighton က Wolves နဲ့ပွဲစံမှာဘာကိုခံစားလာလဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့တင်ကကောင်းရဲ့ဒါနဲ့ဘာလို့ goody ပေးနေရလဲဆို feeling ရခဲ့တယ်ဒါ Bordeaux ရဲ့ Glint ဒါပွဲစံကဒါကျွန်တော် Romero မှာပါကျွန်တော်နဲ့တိတ်ပြီးမပြောချင်ပေမဲ့ ဒါကျွန်တော် wolf နဲ့ဒါ brighter နဲ့ပွဲစဉ်မှာ cody back ကကတောင်းကယောင်းဒါကျွန်တော်ကြောင်တောင်တွင်းကိုတွေကိုပေးခဲ့ရတာတွေ့ရမယ်တယ်မပါဘူး။ဒါပေမဲ့ကျွန်တော်တို့က lee united နဲ့တွေ့ပြီဆိုရင်အမြဲတည်းလို record တစ်ခုကောင်းတော့တွေ့ရမယ်။ lee united နဲ့ဒါပွဲစဉ်မှာကျွန်တော်မှတ်မှတ်ရကျွန်တော်တို့ရဲ့အိမ်ကွင်းမှာတို့တန်းစင်းသွားဖို့အတွက်တေချာသွားမယ်။ဒါကျွန်တော်တို့ goal တွေကိုကျွန်တော်တွင်းပေးခဲ့တာဖြစ်တယ်။မှတ်မှတ်ရအဲတော့ကျွန်တော်တို့ lucas mura အနေနဲ့ဒါသူ့နဲ့သူ့ရဲ့နောက်ဆုံးပွဲကိုဒါကျွန်တော်တကယ်ကိုလှလှပပဒါကြောက်ထဲဆွဲပြေးပြီးတွင်းသွားတယ်မိနစ်90 plus 5ခုလည်းတွေ့ရမယ်။ကိန်းရဲ့ဒါကျွန်တော်တွင်းကိုတွေကိုလည်းကျွန်တော်ပြန်မြင်ခဲ့ရမယ်တယ်မှာပါပါ ဲ့တော့ Tottenham Hotspur အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဒါကျော် League United နဲ့တွေ့ပြီဆိုရင်တော့ရလက်ပိုင်းကတော်တော်လေးကိုကောင်းတာတွေ့ရမှာနောက်ဆုံးပြန်ပွဲဆိုငါ့ဘုံမှာ Tottenham Hotspur အသင်းက League United ကိုရှုံးထားတဲ့အချိန်ပဲရှိဒီနှစ်သင်းနဲ့ကြားထဲမှာတော်တော်လေးကိုကြည့်လို့ကောင်းတာကနှစ်သင်းကအမြဲတမ်းလိုဂိုးပြတ်သွင်းဖို့တည်းပဲသွင်းခဲ့တယ် Tottenham Hotspur ကဒါကျော် League United ကို၄ဂိုးနဲ့အထက်နောက်ဆုံးပွဲစဉ်၃ပွဲတည်းတည်းသွင်းခဲ့တာဖြစ်ပြီးတော့ဒါနှစ်ဂိုးနဲ့အထက်ကနောက်ဆုံးပြိုင်ပွဲဆိုငါ့ဘုံမှာနှစ်သင်းနှစ်သင်းလုံးတွေ့ရအဲ့တော့ဒီနှစ်သင်းတွေ့ပြီဆိုရင်တေချာကတော့တော်တော်လေးကိုဂိုးများတာကိုတွေ့ရမှာအဲ့တော့ လက်ရှိတစ်ဖက်ရဲ့ Lee United ဘက်ကိုပြန်ကြည့်အောင် Lee United အသင်းကခုလက်ရှိဒါခြေစွမ်းအရအနည်းငယ်တက်ကြတော်တော်လေးကိုများတယ်။သူတို့လက်ရှိမှာဒါရှုံးပွဲဆိုလို့ဒါ Fulham အသင်းရဲ့အင်ကွေးပေါ1-0ဆိုတဲ့ရတဲ့နဲ့ရှုံးပွဲကလွင်တော့ချန်တဲ့ပွဲစဉ်ဒီမှာလက်ရှိမှာသူတို့ရဲ့ record ကတိုက်တော်မဆိုးတက်တဲ့အသင်းတစ်သင်းနဲ့၃ပွဲတရေကြရဲတပွဲနိုင်ထားတဲ့ Wolves ရဲ့အင်ကွေးမှာဒါကြောင့်3-2တကူဆိုတဲ့ရတဲ့နဲ့ကျွန်တော် Lee United ဒါပေမဲ့ Lee United နဲ့ဒီနောက်ပိုင်းပွဲစဉ်ဒီမှာတော်တော်လေးကိုချီချူးစရာကောင်းလာတာတခုကဘာလဲလို့ပြောမှာသူတို့ရဲ့တိုက်ဆက်ပိုင်းပဲသူတို့နေတာကျွန်တော်ပွဲတိုင်းလို့လို့ Fulham နဲ့ပွဲစဉ်ကလွယ်ပြီးဂိုးသွင်းလာနိုင်တယ်သူတို့နေလက်ရှိမှာဒါကျွန်တော် cancel ပိုင်းကတော့ဂိုးတွေပေးနေရစေ ဖြစ်တယ်အဲ့တော့ Cancerbin Cancerbin နေတဲ့လက်ရှိမှာဒါကျွန်တော်တော်တန်း Hotspot တင်လို့ပဲလဲကျွန်တော်လက်ရှိနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲအထိဒါကျွန်တော် clean sheet မယူနိုင်ခဲ့ဘူးဒီ goal တွေတောက်လျှောက်ပေးနေရတွေ့ရမယ်တော်တန်း Hotspot တင်ကဒီထဲမှာနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါ၃ပွဲတိတိ goal ပေးထည့်ရပြီ၂ပွဲပဲဒါကျွန်တော် clean sheet ရခဲ့တာကိုတွေ့ရမယ်ပြီးရင်ဒီကျွန်တော်လက်ရှိ၃ပွဲလုံးမှာတော်တန်း Hotspot တင်ကနောက်ကနေပြန်ပြီးလိုက်ကစားခဲ့တာတွေ့ရမယ်အဲ့တော့ဒီနေ့ပုံစံမှာဒါ Blue Ray စပွားတင်ကလွဲချော့မယ်တော်လက်ရှိနောက်ဆုံးသတင်းတွေရဆိုတော့ကိုလိုမိုဝါနီဆက်လက်ပြီးလွဲချော့မယ်ကိုလိုတက်ကလက်ရှိမှာအသင်းနဲ့၁၀ရက်တိတိလောက်ဒါ training ပြန်စင်းနေမကြခင်မှာဒါ international break ပြီးတော့ပြန်ပါ ါလာမယ်လို့သိရတယ်မပါတယ်ဒရာဂူဆင်လက်ဒီတိုင်းပဲဒီဂျန်ကလူဗာစကီကနိုဝင်ဘာလအစလမှာပြန်လာမယ်ဆိုရင်နီးပြကသတင်းကောင်းပါခဲ့တာကိုတွေ့ရမယ်မက်ဒီဆင်ကလည်းရှိနာမယ်နှစ်ဖေဗူအာရီနာမယ်ဘီဇူမာအခုချိန်ထိဒါကျွန်တော်တို့လက်ရှိ international break ပြီးတော့ပြန်လာမယ်လို့ထင်တယ်ဆိုလန်ကီရဲ့ဒီတိုင်းပဲလက်ရှိမှာဒါကျွန်တော်သူ့ရဲ့ဒါကျွန်တော်တို့ surgery လုပ်ခဲ့ရကြောမလား international break ပြီးမှာပဲသူ့ရဲ့အခြေအနေကိုပတ်သက်ပြီးနီးပြသိရမှာတည်းအဲ့တော့တေချာတော့ဒိုမနစ်ဆိုလန်ကီလည်းဒါကျွန်တော်ရာတီကိုအေးပေါ့အေးဖတ်ဖတ်မြင်ကောင်းကျွန်တော်ဒါ သေးကြရတာကျွန်တော်တို့အဲဒီနှစ်ကိုလောက်မှာပဲပြန်လာနိုင်မှာမလို့မြင်အဲ့တော့ဆပါတင်တဲ့ခုလက်ရှိမှာဆိုပြဿနာရှိလာတယ်။ဘာလို့ဆိုလက်ရှိမှာတိုက်စင်မှု Richelieu နဲ့ခုလက်ရှိမှာဂိုးတွေတောက်လျှောက်သွင်းနေတာမှန်ပေမဲ့တကယ်တော့နင်လန်းငါလာဟိမှာဆို Richelieu ကပွဲတိုင်းပြောင်းနေမြင်တယ်။ Richelieu ကဘာနဲ့တူလဲဆိုတော့ Brandon Johnson နဲ့တူတယ်။တကယ်တော့ကျွန်တော်ကနင်လန်းငါလာဟိ movement တွေမှာဆိုဒါအားကိုရမလားကြည့်လိုက်ပြီးဆိုတိတ်ပြီးအားမကူရတာကိုတွေ့ရမယ်။တကယ်တော့နင်လန်းငါလာဟိ movement ဆိုတာကျွန်တော်နောက်ဆုံး movement နဲ့ဆုံးစက္ကန့်တွေမှာသွင်းဂိုးတွေကိုသွင်းရတာမှန်မှန်ပဲ။ဒါမဆိုးလားအဲ့တော့လက်ရှိမှာဒီနေ့ပုံမှာကျွန်တော်ကတော့ဒါကျွန်တော်နီးပြကို left wing နေရာအတွက်တစ်ခုခုလှုပ်စီခြင်းမြင် ်စာဗီစမိုးဆိုကျွန်တော်လက်ဖွဲမှာသူ့ကိုလုံးဝမထားစေချင်ဘူးလက်ဖွဲမှာဒါစာဗီစမိုးထားမယ်ဆိုတော်တော်လေး struggle ဖြစ်နေတာတွေ့ရမယ်စာဗီစမိုးကသူ့ရဲ့ natural position ဖြစ်တဲ့ကျွန်တော် AMF ကိုပဲထားစေချင်တယ်ဒီနေ့ပွဲစမှာကျွန်တော်ရှေ့ပွဲမှာဒါကျွန်တော်မိနစ်ရခဲ့တဲ့ဘန်ဒန်ကောက်ကျွန်တော်ဒါအရန်စားကြည့်ပြီးတော့ Bagwe Simons Palenya ဆိုတဲ့3 trio ပုံစံအဲ့တော့ဒီနေ့မှာဒါကျွန်တော်ဒါ Destin ကကျွန်တော် Christian Romero တရားဝင်ပြန်ပါမှာဖြစ်တယ်ဆိုတာကိုဒီပြကတရားဝင်ဒီပြလာခဲ့တဲ့ဒီနေ့ပွဲမှာ Christian Romero နဲ့ Vicky Van Der Ven ရဲ့တွဲလုံးတွေကိုပြန်တွေ့ရမယ်အာဒီနေ့ပွဲမှာဒါကျွန်တော် Football မှာဒါဘာလို့ပုံစံမျိုးတွေ့ရမှာလဲကျွန်တော် ဆောင်ချင်အဲ့တော့တစ်ဖက်သင်ကလက်ရှိမှာကျွန်တော်နဲ့မစိမ့်နဲ့တာကျွန်တော်ကက်ဗက်လီဝင်လို့တိုက်စင်မှုနဲ့တူတာတွေ့ရမယ်နေထားမှာရှိအဲ့တော့ Tottenham Hotspur သင်ကဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ရလက်ပိုင်းအဖြစ်အကယ်ဒီနေ့ပုံမှန်နိုင်ခဲ့မယ်ဆိုဘယ်လိုဖြစ်သွားမလဲအဲ့တော့ ဒီနေ့ပေါ်မှာတော်တော်ဟော့စပါတဲ့နိုင်ခဲ့မယ်ဆိုရင်အစ်စ်နှစ်ထိယာယီတက်လှမ်းနိုင်မှာဖြစ်ပါတယ်။တပတ်ကတော့ကျွန်တော်အာဆနယ်နဲ့ဝက်ဆမ်ပွဲစဉ်မလာခင်ဒါကျွန်တော်ခရစ်စတယ်ပယ်လစ်ပွဲစဉ်တွေမကန်ခင်မှာတော်တော်ဟော့စပါတဲ့နာဒီနေ့ပွဲစဉ်မှာရမှတ်အပြည့်သုံးမှတ်ရမယ်ဆိုရင်တော့ဒါကျွန်တော်တို့လက်ရှိအဲဘွာပါလေကျွန်တော်တို့ဒါနိုင်ငံပွဲစဉ်တွေဘွာကျွန်တော်အစ်စ်နှစ်နဲ့ဝင်လို့ရမယ်။လီယူနိုက်တက်ကလက်ရှိမှာဒါကျွန်တော်တို့ဘလူးဝဲပြောတာကျွန်တော်ဒီတက်ဆစ်ဆောင်ကလည်းအလွတ်ကျွတ်ယုံနာခဲ့တာကိုတွေ့ရမယ်။သို့ပေမဲ့ဆိုညာလေဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကလီယူနိုက်တက်အတွက်ဒါကျွန်တော်ဝက်တူတန်းတွင်ဝင်သွားနိုင်တဲ့အခွင့်အရေးတွေကိုလည်းပေးသွားနိုင်မယ်လို့ကြောင့်မို့ဒီနေ့ပွဲစဉ်ကတော့နှစ်သင်းလုံးအတွက် တော်လေးကိုအေးပါတယ်လို့ပြောရင်လည်းကျွန်တော်တို့သောကပြပေါ့ဗျအားလုံးမကြိုးတပါနဲ့ကောင်းမွန်တော့နေလေးတနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုးတပါနဲ့ကျွန်တော်သောကပြပေါ့ဗျဒီပါဗျ